ကဲအခုတစ်ခါရောက်ရှိလာတာကတော့တောက်ကြသသမီးတွေလည်းဖြစ်ပါတယ်တောက်ကြသသမီးမိတ်ဆွေတွေ2025ခုနှစ်6လပိုင်း25ရက်ကနေလကုန်တိတပတ်စာကိုဟောကြားပေးမှာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်တောက်ကြသသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်အရရအစဉ်ပြေအောင်မြင်ကြပါစေကြောင်းနဲ့ဆရာနဲ့နဲ့လေးဟောစရာနောက်ကြသွားတဲ့အတွက်များစွာအားနာမိပါကြောင်းနဲ့တောက်ကြတွေဟာဒီအပတ်ဟာ ဆရာမိတ်ဆွေတွေအတွက်နည်းနည်းလေးဆရာအလုပ်တွေများတော့နည်းနည်းလေးနောက်ကျသွားလို့ရိုက်မိတဲ့အတွက်လည်းအားနာမိပြန်တော့တေချာတာတစ်ခါတော့တောက်ကြရရဆရာငယ်နေနေချောတာလို့ဆရာသိတယ်ကောင်းပြီဆိုတော့ဆက်လိုက်ရအောင်တောက်ကြသားသမီးမိတ်ဆွေတွေဒီ2025ခုနှစ်ဇွန်လနောက်ဆုံးပတ်တာတော့ဒီမှာမိတ်ဆွေတို့ရဲ့ကံဟာ မမိမိအနေနဲ့လက်ရှိမှာဖြစ်ရှင်သောကိစ္စတွေလက်တော်ရာကြီးဟုတ်လားဖြစ်လို့သောကိစ္စတွေကောင်းကျိုးဆန္ဒမှလည်းမျိုးရှေ့တူဆောင်ရွက်လှုပ်ဆောင်မှားတဲ့စတုကိစ္စတွေစာချုပ်ကိစ္စတွေညီကိုမောင်နှမတားခြင်းနဲ့ပတ်သက်တာတွေပေါင်းစုစုဝေးလုပ်ရတဲ့လုပ်ငန်းတွေအားသာကောင်းမှုပြီးတော့ကံကောင်းစီပါတယ်။ငဘုကဘာလို့လို့ထင်တော့ကြံကြာနေတာမျိုးဘဲကလွဲလို့လွဲနေမှမသိတဲ့မိတ်ဆွေများပို့ပါတော့ဒီကလာမှာစိတ်ထဲမှာစက်ကနေပေါ်လာတဲ့အရာတွေကိုတက်ကနေတိုင်းကနေဝုန်းနဲ့လှုပ်လိုက်အောင်မြင်တိုးတက်ပြီးတော့ကံကောင်းစီပါတယ်။ ညီကိုမောင်နှမတွေရဲ့အကူအညီဆွေမျိုးသားချင်းတွေရဲ့အကူအညီကိုထူးထူးခြားခြားကံကောင်းမှုတွေရရှိပြီးတော့ကံတွေတိုးတက်မှုတွေအကျဉ်းစီတွေရရှိတတ်တဲ့အတွက်ကြောင့်မလို့မိษွေတို့နေနဲ့ဆွေမျိုးဆိုတဲ့အတိုင်းအယိုးကပြတ်ပြီမဲ့အသားကပြတ်ပြီမဲ့အယိုးကမပြတ်ဘူးလို့အယိုးကပြတ်ပြီမဲ့အသားကမပြတ်ဘူးလို့သွေးကစီးတယ်ဆိုတဲ့စကားအတိုင်းပဲဘာမှလို့ ဒီရဲ့စကားအတိုင်းပဲစာလိန်နဲ့ဝက်ဆွဲနဲ့ဆွေရဲ့ဆွေမျိုးဆိုတဲ့အတိုင်းမိဆွေတို့အနေနဲ့ဆွေမျိုးသားချင်းကိစ္စအညီကိုမှမအပေါင်းသင့်ကိစ္စလေးတွေမှာထိုးသူတွေရဲ့အကူအညီအကြံစီကိုရယူပြီးတော့ဖြစ်စေသူတို့ကိုဥဆောင်ပြီးတော့ဖြစ်စေလက်လွန်ထားတဲ့ငွေကြေးကိစ္စတွေမှာ၎င်းတို့ကိုအကူအညီရယူပြီးတော့တောင်းဆိုပါတဲ့အောင်မြင်တိုးတက်ပြီးတော့ကံကောင်းစေမယ့်ကာလပတ်တာဖြစ်ပါလေခင်ဗျာကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့နည်းနည်းလေး ရာသီအကူပြောင်းကာလာလေးတွေကြောင်းကျမရင်းနဲ့ပတ်သက်လာရင်ဟိုနာကိုက်တလို့ဒီနာခဲတလို့ခန္ဓာကိုယ်ဒူးနဲ့ပတ်သက်တာမျိုးခါးနဲ့ပတ်သက်တာမျိုးလေးတွေအစင်းမြင့်နဲ့ပတ်သက်တာလေးတွေမှာအကြီးကြီးမမမဟုတ်ပါဘူး။နာကျင်ထုံကျင်ကြိုက်ခဲရတာမျိုးလေးတွေတွေ့ရတတ်တယ်။ဒီကာလတော်တွေမှာတောက်ကြမမဟုတ်ပါဘူး။နေသားတိုင်းမှာရာသီအကူပြောင်းကာလာလေးတွေကြောင်းအသက်ဆရာရှိလာမှတလှတာမှလည်းဟောခဲ့ပြီးသွားပြီ။အသက်အငယ်ရွယ်တော်သူတွေနဲ့အသက်ကြီးသောနေသားမိသူမဆိုပုံမူပြီးတော့ကျမရင်းနဲ့ပတ်သက်ရင်ဂယုဆိုင်တတိထားတင်ပါလေခင်ဗျာနော်။ကောင်းပြီ။ထို့ပြင်အလုတ်ကိုင်အလုတ်ကိုင်နဲ့ပတ်သက်လာရင်တော့ မိမိတို့အနေနဲ့ကြီးကြီးမားမားမျော်မှန်းထားသောကိစ္စတွေတဲ့ကြီးကြီးမားမားဖြစ်လို့သောကိစ္စတွေသို့မဟုတ်ရင်အနာဂတ်အတွက်ဆုံးဖြတ်ချက်ချမဲ့ ကိစ္စတွေရှိလို့ရှိရင်ဒီလိုအပတ်မျိုးမှာဆုံးဖြတ်ချက်ချရာမတင်ပါဘူးတဲ့နော်လုပ်ငန်းကိစ္စအလုပ်ကိစ္စဘဝအတွက်လွန်စွာအရေးကြီးသောဆုံးဖြတ်ချက်ပြီးအိမ်အောင်ပြူတာမျိုးလေးတွေအဲတတတာလုံးမှာတခါလေထိုးရမယ်တက်တူးတွေစီမင်းရေးတွေအဆရှိတာမျိုးတွေနော်ဒီလိုကိစ္စမျိုးတွေဘယားဒေတာတွေအဆရှိတာမျိုးတွေမှာပြန်ပြန်လို့မရတဲ့လုပ်ငန်းဆောင်တာကိစ္စလုပ်ငန်းတွေလုပ်တဲ့အခါဒီအပတ်တာမျိုးမှာတတိထားစင်ကြေးပေးရလိုအပ်ပါတယ်မိမိရဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့မကောင်းတဲ့အတတ်ပညာတွေအတိုက်ခိုက်တွေယူဆတိုက်ခိုက်တာမျိုးလေးတွေတတိထားစင်ကြေးပေးပါရေလန်းခီးနဲ့ပတ်သက်တာမျိုးလေးတွေ ခရီးခီးသွားလာတဲ့အခါမှာသတိပြုစင်ကြယ်ရန်လိုအပ်သောအပတ်အဖြစ်တယ်နိုင်ငံခြားခီးသွားပတ်စုဗီဇာလုပ်ငန်းနဲ့ပတ်သက်ရင်ရှေ့လိုဆောင်ရလုပ်ဆောင်မှာ အားသာကောင်းမှုပါတယ်ပြည်တွင်းခရီးသွားလေးတွေမှာရှေ့လို့ဆောင်ရလောက်ဆောင်မှာအဝေးကဆွေမျိုးသားချင်းတွေတစ်ချိန်တစ်ခါမှမတွေ့ဘူးတော့မိတ်ဆွေအပေါင်းအသင်းတွေအဆက်အသွယ်ပြတ်ပြီးတော့ကြာမှပြန်တွေ့ရအပေါင်းအသင်းတွေနဲ့ပြန်လဲတွေ့ပြီးတော့အကူအညီတွေအကြံဉာဏ်တွေရရှိတာမျိုးလုပ်ငန်းဆက်ပြီးပေါင်းစုလုပ်တာမျိုးတွေအားသာကောင်းမှုတိုးတက်ပါတယ်ဘာကိုလုပ်လို့ဒီအဖတ်တာတော်တွေမှာမိမိရဲ့အမိခံမလုပ်ပါနဲ့28ရက်နေကိုတော့ဘာကိုလုပ်လို့တတိထားစင်ညာတတိပြုစင်ညာလိုအပ်တော့အပတ်တာကာလအပိုင်းရှားဖြစ်ပါလေခင်ဗျာငွေကြီး ငွေကြီးနဲ့ပတ်သက်တဲ့တတိပဲငွေကြီးကညံ့ပါတယ်ငွေမမြဲတာမျိုးတွေငွေကြီးနဲ့ပတ်သက်လာရင်နှဆိုးဝင်တဲ့အတိုင်းပဲကိုရှိမှလက်ထက်ရှိနေရင်ကိုငွေကဟာ မနေချင်တာမျိုးငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်မတင်မဖက်နဲ့ကြီးကြီးမားမားဆုံးချုံရတာမျိုးပေးဆက်ရတာမျိုးရင်းနှီးရတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့တတိထားစင်နေပေးရန်လိုအပ်ပါတယ်အလောင်းကစားပြော်ပါနဲ့ပတ်သက်ပြီးတော့ဖြစ်စီငွေကြီးနဲ့ပတ်သက်လာတဲ့အခါမတိကျမရရတာမျိုးတွေဖြစ်နိုင်ရင်မလုပ်ပါနဲ့ရှိနေရင်ဆရာငယ်ကိုပေးချင်လိုက်လာပေးထားပါတကယ်လို့မပေးထားချင်ရင်လည်းမိတ်ဆွေတို့နဲ့ငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်ဥဆောင်လောက်တာမျိုးအမိခံလောက်တာမျိုးတွေအလိန်ခံရတာမျိုးတွေမလုပ်ပါနဲ့ဒါပြင်ဟိုတလောကငွေကြီးဆိုလို့ဆရာပြောပြအောင်မယ်ဟိုတလောကောင်းလေးတယောက်သိန်း၈၀၀၀လောက်ရှိတယ် ငွေကြီးတွေပြန်ရပါမလားလို့ဆရာလာပြီးတာအထွန်းဆရာလည်းလိုင်းမှာတင်ပြလိုက်တော့ဟိုလိုင်းမှာမှာဖြစ်နေကိသူလားဆိုဟုတ်တယ်တဲ့ဩလို့ကောင်းလေးတွေဆရာတို့ရွယ်တော်လေးတွေအဲ့တော့လောဘကိုလောဘနဲ့မတက်စီဖို့ဆရာထပ်လောင်းအကြံပေးပြရတယ်ခင်ဗျာနော်ဒီခါလေးမှာဆရာတို့ဟိုတခုတတိထားပါဆရာဒီနေရာကနေထပ်ပေးလိုက်ပါမယ်ဆရာတို့တိုင်းပြည်တစ်ပြည်တိုင်းမှာအတိုးနှုံးလို့ငွေကြီးလို့ဆိုတာရှိပြီးသားတတ်မှတ်ပြီးသားဖြစ်တယ်ဥမာပေါ့အတိုးပို့ယူလို့မရတာလည်းရှိတယ်တချို့နေရာလေးမှာနော် အဲ့ဒီလိုပို့ယူတာကိုကိုကလိုချင်လို့သွားပေးလိုက်တခါလေးမှတည်ရမုံနေတာရှိတဲ့အတွက်မိတ်ဆွေတို့အနေနဲ့သတိထားဖို့ဆရာကမေတ္တာစေတနာထားလို့အကြံပေးလိုပါတယ်ခင်ဗျာနော်ဒါလေးကိုသတိထားစင်နေပါငွေကြီးနဲ့ပတ်တိုင်ဖြက်လန်းနည်းတွေတောက်ကြသသမီးတွေကိုသတိထားစင်နေပေးပါငွေကြီးနဲ့ပတ်တိုင်ငွေမမြဲတာမျိုးလေးတွေငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာကိုကိုတိုင်းပြောဆိုတာမျိုးလေးအားနည်းစေတဲ့အတွက်သတိထားစင်နေပေးရန်လိုအပ်ကြောင်းနဲ့ငွေကြီးကန်နဲ့ပတ်သက်လာတဲ့အခါဘာလို့ဖြစ်ဖြစ်ကိုကိုကိုတိုင်းမဖြစ်မနေသုံးဆွဲရသောကိစ္စလောဘသောကိစ္စတွေဒါလှုပ်ဆောင်ပါအဲ ဆက်တင်တာမျိုးအရှိပြုတာမျိုးတွေအမြန်များများရတာမျိုးရင်းနှီးတာမျိုးတွေ online social media ပေးဆက်တာမျိုးတွေရှိတာငှားတာမျိုးတွေဆိုကျင်းသေးပါဘူးကိုယ့်ရဲ့ကံကိုကစုံနိုင်တဲ့အရှင်တွေအလားလာမှာရှိနေတဲ့တတိပယ်ဆိုတဲ့ကံမျိုးဖြစ်တဲ့အတွက်တတိသားစင်ပြေရန်လိုအပ်ပါတယ်ဆရာကတော့အမှန်တမ်းပဲဟောတတ်တယ်မိတ်ဆွေတို့ရဲ့စိတ်ကြိုက်ကိုသိလိုက်မဟုတ်တတ်ပါဘူးမြန်နော်ဒါအပြင်မိတ်ဆွေတို့လက်ရှိကာလအတော်အတွင်းမှာဆိုလို့ရှိရင် လုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်လာတဲ့အခါမှာလုပ်ငန်းရာသူပြောင်းလဲလုပ်ရှင်တဲ့မိတ်ဆွေများဘာမှစဉ်းစားတွေ့ဝေမနေနဲ့ပြောင်းလဲလုပ်လိုက်တာမျိုးလက်ရှိအလုပ်ကနေအဆင်မပြေတဲ့အခါမှာအစ်တစ်ပြောင်းလဲပြီးတော့စတင်မှုအတွက်ကိုလမ်းစာအစ်တစ်လေးတွေဖောက်လိုက်တာမျိုးလုပ်ငန်းအစ်တစ်လေးတွေစတင်လှုပ်ဆောင်မှုကြိုးစားနေဆုံးဖြတ်ချက်ကိုခက်ပြက်ပြက်ခက်ရှင်းရှင်းရှားလိုက်ပါအစ်တစ်လှုပ်ပါစတင်ပါတိဆောက်ပါ 調査ပါအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတို့အခွင့်အလမ်းကောင်းတွေကျင်းတည်ပါရရှိမဲ့ကာလဘိုက်ရှားအပတ်တာဖြစ်ပါရခင်ဗျာเนาะထို့အပြင်အိမ်တွင်းရေးနဲ့ပတ်သက်လို့မိသားစုရေးနဲ့ပတ်သက်လို့ငကိုကနားလည်မှုလွဲနေရင်နားလည်မှုတွေပြန်လည်ရရှိတာမျိုးတွေကြုံရတတ်တယ်ငကိုကကိုယ့်ကိုအထင်မြင်လွဲမှားနေတာမျိုးတွေသို့မဟုတ်လို့ရှိရင်ကိုယ့်ကိုသူတို့ဟာသူတို့ပစ္စည်းပြောက်တာမျိုးလေးတွေငကိုကမိသားစုအပြင်မှာမိမိတို့အိမ်အပြင်မှာနားလည်မှုလွဲနေတဲ့ကိစ္စရက်တွေမှာအလိုလိုပြေးလဲဖြည့်ချင်းပြီးတော့အဲပြန်လည်ပေါ်လာမဲ့ကာလဖြစ်တယ်မိမိမှာလည်းပတ်စံနေပစ္စည်းတွေဆိုင်ကယ်တွေဖုန်းတွေပစ္စည်းတွေပြောက်လို့ရှိရင်ပြန်လည်တွေ့တာမျိုးအထားမှားတာမျိုးတွေတွေကြ ောင်ပြန်လှည့်ပြီးတော့တန်ဖိုးရှိတဲ့ပစ္စည်းတွေကိုယ့်ရဲ့ဥစ္စာမှန်ပြန်ရတတ်တော့ကိပြန်ပေါ်တတ်တော့ကိနေတွေကြုံရတတ်ပါလေခင်ဗျာเนาะလူငယ်တွေအခြေအနေနဲ့ပတ်သက်လာတဲ့အခါမှာဖူးစာဘဟာချစ်သူကိုရည်စားတမီးရည်စားဆိုလို့ရှိရင်တော့မိမိတို့အနေနဲ့ဖွင့်ပြောတာမျိုးလေးတွေကောင်းပါတယ်ဒါပေမဲ့ဖြစ်နိုင်လို့ရှိရင်တမီးရည်စားများအနေနဲ့ကတော့တူနဲ့တူတယောက်နဲ့တယောက်ခီးတူတူထွားတာမျိုးလေးတို့မဟုတ်လို့ရှိရင်ကောင်းသောသတင်းလေးတွေကြားရတာမျိုးလေးတွေငကူကအဆက်အသွယ်ပြတ်နေတော့အရှိရေးမျောလင်းမျောလင့်မထားတော့အရှိရေးတွေမှာပြန်လည်ပြီးတော့ အဆက်တွေရတာမျိုးလေးတွေပြန်လဲပြီးတော့တင့်မြတ်တာမျိုးလေးတွေဘလို့မှမဖြစ်နိုင်တော့ဘူးကွာဆိုတဲ့အရှိကြီးလေးတွေမှာပြန်လဲရှေ့ဆက်ရတာမျိုးအဟောင်းတွေဟာအစ်စ်ကိုပြန်ပြီးတော့အသက်သွင်းတတ်တဲ့ကာလဖြစ်တဲ့အတွက်အရှိကြီးနဲ့ပတ်သက်လာရင်တော့တောက်ကြရီဟာအဲပါရှစ်အဲပါကျင်တတ်လို့ရပါတယ်ခကြီးတူထွက်ချင်းလို့နော်ဟိုခကြီးသွားချင်းလို့ဖျားဖို့ခကြီးသွားချင်းလို့စိတ်ဆက်ချင်းလို့ဒိုင်မန်ချင်းလို့ကြောင်းလန်းချင်းလို့အာသာကောင်းမှုတိုးတက်နိုင်တော့အပတ်ဖြစ်ပါတယ်ခင်ဗျာနော်ဒါအပြင်အိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့ မညံ့ပါဘူးအိမ်တော်ကြီးကံမှာဘာကိုဖြစ်ဖြစ်မိမိရဲ့အိမ်တော်ဘက်နဲ့ပတ်သက်ပြီးငွေဝင်တာမျိုးလေးတွေမိမိရဲ့အိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာစရာသတင်းလေးတွေအိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့အားကိုးရတာမျိုးငကိုကပြောလို့ဆိုလို့မကောင်းတဲ့အိမ်တော်ဘက်တော်ပြောလို့ဆိုလို့ကောင်းလာတာမျိုးတွေအဲကြုံရတတ်တဲ့အတွက်အိမ်တော်ကြီးမှာဆိုရင်တော့အဆင်ပြေတယ်ငကိုကသာသမီမရရှိသူတွေသာသမီရရှိတတ်တော့အပတ္တကာလအပိုင်းရှာဖြစ်ပြီးတဲ့အခါအိမ်တော်ကြီးနဲ့ပတ်သက်လို့တော့ဘာမှညံ့နေတာမတွေ့ရပါဘူးတဦးနဲ့တူတယောက်နဲ့တယောက် respect တော့ထားဖို့လိုပါတယ်ခင်ဗျာနော်အဲဒါပြင်မိတ်ဆွေတို့တောက်ရသာသမီတွေဒီတစ်ပတ်တာတော့ဒီမှာဘာကိုလှုပ်လို့ ဘာလို့လို့လို့မိမိအနေနဲ့မျက်နှာပြုံးတာပါတယ်ပြုံးတာချင်းဟာမိမိအတွက်ရေရာဖြစ်ပါတယ်ခင်ဗျာနော်ဒါအပြင်မိတ်ဆွေတို့လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေကိုပြောဆိုဆောင်ရလှုပ်ဆောင်တဲ့အခါမှာတယ်မိမိတို့ရဲ့ကံကောင်းစီရန်အတွက်ဆိုလို့ရှိရင်တော့မိမိရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စအောင်မြင်တိုးတက်စီရန်အတွက်တဲ့မိမိတို့ရဲ့လုပ်ငန်းကိစ္စတွေမှာမသွားမီကြလို့ရှိရင်မိမိတို့ရဲ့အိမ်တော်ဘက်ကိုစတိအဲကောင်းသောချစ်သောစကားလေးတွေဆိုသွားတာမျိုးမိမိရဲ့ဆွေမျိုးသားချင်းကိုဖြစ်စေတားသမီးကိုဖြစ်စေအဲ ဟိုချစ်သောစကားပေါ့ပြရဝါစာဆိုတဲ့ချစ်ကင်တဲ့စကားလေးကိုပြောဆိုပြီးတော့လုပ်ငန်းကိုသွားပါတယ်ဥပမာပေါ့ဒီလိုပဲဆရာပြောပြမယ်နော်အဆရာတို့ဟိုကိုယ့်ရဲ့တာသမီးဆိုကိုယောက်ျားဆိုရင်လည်းထားပါတော့ကိုယ့်ရဲ့ယောက်ျားဆိုရင်အဲဥပမာပေါ့ယောက်ျားရဲ့ငါတော့ဗာလိသွားလောက်တော့မှုနော်တရားခရူးဆိုင်နော်ချစ်တယ်နော်အဲဒါမျိုးလေးပေါ့ဒါမျိုးလေးအဲဆရာက ပြောရတဲ့ချက်တော့ချက်လာတယ်နော်ဒီလိုမျိုးလေးတွေပြရဝါစာချစ်ခင်သောစကားလေးနဲ့စပြီးတော့ပြန်လာတဲ့အခါမှာလည်းချစ်ခင်သောစကားလေးနဲ့ပြောဆိုရင်အကောင်းဆုံးရည်ရည်ရာဖြစ်ပါလေခင်ဗျာနော်တန်မိုးတီခါတာကိုတနေ့ကို6ခုလုံးနဲ့မနက်6ခေါက်ည6ခေါက်မနက်6ခေါက်ည6ခေါက်ဆွဲရွက်ကြည့်ပါလေကန်ထူးပြီးတော့ကန်ကောင်းစီပါလိမ့်မယ်ခင်ဗျာအဆက်ဆက်ရဲ့အောင်မြင်တိုးတက်အစဉ်ပြေစီရန်အတွက်ဆိုရင်မိမိတို့ရဲ့လုပ်ငန်းကိစ္စဈေးရောင်းကုန်တွေအယောင်တော့အယောင်ဖွက်စီဖို့အတွက်ဆိုရင်တော့ဗလာစာအုပ်လေးတအုပ်နဲ့မိတ်ဆွေတို့ရဲ့ရောင်းကုန်ပစ္စည်းတွေကိုထိတွေ့ရိုက်ပုတ်ပြီးတော့ရောင်းလိုက်ပါအယောင်တွက်သွားမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့တောက်ကြသားသမီးမိတ်ဆွေတွေ အားလုံးဒီ2025လျှောက်လာပိုင်းမှာရေထနာစိန်ကြောက်ဈေးတောက်တိုင်းကစားနိုင်လို့ဟောစမ်းတခါထားမဲ့လမ်းပြာလာမဲ့ဇူလိုင်လမှာခုနှစ်လပိုင်းမှာမိတ်ဆွေတောက်ကြရင်းနဲ့ကံကောင်းခြင်းနဲ့ဆရာတို့ထပ်တူပြန်လဲစုံကြရအောင်ခင်ဗျာကျေးဇူးတင်ပါတယ်